စာရေးသူလင်းယုံနီရေးသားထားတဲ့အောင်ပွဲဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးကြပါရရှင်။ကျမတို့စာဖတ်သူခွန်ရှာချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။မိုးဥစညဦးဖြစ်ပါတယ်။ကောင်းကင်ထက်မှာတိမ်တောင်တိမ်လိပ်ကင်းစင်ခိုင်းခဏဖြစ်တာကြောင့်လာမင်းဟာအစွမ်းကုန်ထွန်းလင်းနေတယ်။ဒီလိုตายရတဲ့အချိန်မှာဖာယီထူဟာတနေ့လုံးလယ်ထဲမှာထဲထိုးခဲ့ရလို့ ပင်မန်းခဲ့သည်မြကိုတဲရှိမကြီးပင်အောက်ခုပစ်ပေါ်မှာပလက်လှန်ကဘွာဝင်းနဲ့လာရောင်ရဲ့အရသာနဲ့သူ့ဈေးတန်ကြီးကို ခဲထားတဲ့အရသာတို့ကို ရောရှက်ခါခန်းစားရင်းအနားယူနေပါတယ်။သူ့ဘေးမှာတော့သူ့မြေးမကလေးဘုဆုဘုဆုဟာသူ့ဖိုးဘေးမှာထိုင်နေရကနေသူ့အကိုဖြစ်သူငတူးကိုလှမ်းကြည့်နေပါတယ်။ငတူးဟာခက်လန်းလန်းမှရှိတဲ့ချောင်းကဘာမှာ ။အစုံတစ်ခုကိုလှည့်၍လှည့်၍ကန်ကစားရင်ဘုဆုတို့စီတို့လာ၍နေပါတယ်။ငတိုးလှည့်၍လှည့်၍ကန်လာတဲ့ကစားစရာမှာကြီးလဲကြီးတယ်။ချောမုံ၍လဲနေတယ်။ဝိုင်းလဲဝိုင်းနေဖြူလဲဖြူတယ်။ပြီးတော့လဲအခောင်းတွေနဲ့ငတူးအနည်းကိုရောက်လာတယ်။သူ့ကစားစရာကြီးကိုမြေကြီးပေါ်ကကုန်း၍ကောက်လိုက်ပါတယ်။ တာဘာကြီးလဲဟမ်ဘာငတူကအသက်9နှစ်ခန့်သာရှိပါသေးတယ်။ဘာကြီးထူကလဲရကနေထကငတူရဲ့လက်ထဲမှာကစားစရာလုံးလုံးကြီးကိုလှမ်းပြီးတော့ယူလိုက်တယ်။ပြီးတော့မှ သူ့ခေါင်းကိုဖြည်းဖြည်းရလိုက်ကစိတ်ပြက်စရာကောင်းတဲ့သူ့ရဲ့ခြာရိုးခြာစဉ်တပ်ပြင်းကြီးကိုချလိုက်ပါတယ်။ဟွန်းဒီဟာဒုအောင်ပွဲကြီးမှာတေးတဲ့လူတယောက်ယောက်ရဲ့ခေါင်းကုန်မယ်။ ဘာဤထုဟာသူနေလေကထဲထိုးတဲ့လေကွင်းစီတို့မှုံဝေတဲ့မျက်စိအစုံနဲ့ကြည့်လိုက်ပါတယ်။ထဲထိုးပြီးစလေကွင်းဟာမှုံဝေတဲ့လရောင်အောင်မှာ ပုလို့ပလက်လန်းနေတယ်။လေထဲမှာလဲဒီလိုခေါင်းကိုနေဦး။ဘာအများကြီးတွေးရတယ်ကွ။ဘာဖြစ်လို့လဲဆိုတော့ဒီနားတဝိုက်မှာအောင်ပွဲကြီးဖြစ်သွားမှုသေးတယ်။ဒါကြောင့်ထဲထိုးလိုက်ရင်ဒါမျိုးတွေဟာမြေအောက်မြုပ်နေရတာကထဲသွားအောင်ညှိညီးပြီးပြန်ပေါ်လာတယ်။ အောင်ပွဲဆိုတာဘာလဲဗရဲ့ငတူးကကိုပြစ်ပေါ်ကွန်တက်ကသူ့အဖိုးရဲ့နဘေးမှာထိုင်လိုက်ပြီးနောက်အောင်ပွဲချောင်းကိုပြောပြရန်ပူဇော်ပါတော့တယ်ဘုဆုကလေးကတော့စောင့်မျှော်တဲ့မျက်လုံးကလေးတွေနဲ့ကြည်နေရှာပါတယ်ပြောဆက်မှာဗရဲ့ဒီလိုကွတို့ဒီငမိုးရိတ်ချောင်းကြီးစီးလာတဲ့ဟိုးမြောက်ဖက်ရက်မှာဆိုရင်ဘကိုးမျိုးဆိုတဲ့မျိုးကြီးရှိတယ်ကွအဲ့ဒီမျိုးကြီးနားကနေ ုဘတ်ရွာထိအင်္ဂလိပ်နဲ့ဇာပန်နဲ့စစ်တိုက်ကြတဲ့။ဘာဖြစ်လို့တိုက်တာတော့ဘာလည်းမသိဘူး။အဲ့တော့ကဘာလဲထုံနေတယ်။ဒါမဲ့လူတိုင်းကပြောကြတယ်သူတို့စစ်တိုက်ကြတဲ့။ဘိုင်းတို့ဟာလူတိုင်းပြောကြတဲ့စကားတွေမှထုံနှုတ်ပြီးတော့ပြောပြလိုက်ပါတယ်။အဲ့ဒီတုန်းကများအင်္ဂလိပ်တွေကနိုင်လိုက်တာတတိုင်းပြည်လုံးကိုကျော်သွားတာပဲတဲ့။တိုင်းလုံးကျော်အောင်ပွဲကြီးတဲ့။ဘိုင်းတို့ဟာအင်္ဂလိပ်ဂျပန်တိုက်ပွဲကြီးကို သူများပြောစကားနားအကြနဲ့ခုံယူလိုက်ပါတယ်။သူတို့လည်းတိုက်ကြရောဂရင်းချမ်းတို့အိုးဘိုးတို့ဆိုတဲ့ရွာတွေကိုအဘိုးမျိုးဘွားလူတွေပြေးလာလိုက်ကြတဲ့။တချို့လည်းချောင်ကြလုံးနဲ့တို့ရွာအောင်ဆင်းပြေးလာကြတယ်။အဲ့ဒါအရင်၃နှစ်တုန်းကကွာ။မင်းက၄နှစ်သားဘုန်းဆိုက၃နှစ်။အ ాయి တို့ဟာသူ့စေးတန်အိုးကြီးတွေကပြားတွေကိုလက်ဖွားမှာခောက်ခါထုတ်လိုက်ပါတယ်။ အဲ့ဒီအောင်ပွဲကြီးကိုမြင်ရတဲ့လူတွေကပြောတာတော့ဒူသေးလောင်းနေရအများကြီးပဲတဲ့ကလေးတွေရောကလေးမေတွေရောပါတဲ့နေရောင်အောက်ကလေကွင်းနေတဲ့မှာချင်းချင်းနီလို့တဲ့ပြီးတော့ပုတ်ပွားပြီးပြန့်ကျဲနေကြတဲ့အဲ့ဒါအောင်ပွဲဖြစ်တိုင်းဒီလိုပဲဖြစ်ရတဲ့ဒါပေမဲ့အင်္ဂလိပ်တွေကိုတိတ် ပြီးတော့ချင်းမွန့်ကြတဲ့ဟောဘာဖြစ်လို့ချင်းမွန့်ကြရလဲလူတွေတေလို့လားဖုံးစုလေးကဝင်ပြီးတော့ဆက်ဆူလိုက်ပါတယ် ။အိုးမဟုတ်ဘူးငါမြည်ရမဟုတ်ဘူး။ပြီးမှဆက်ပြီးတော့ဘာကြီးတို့ဟာလူတိုင်းပြောနေကြတဲ့စကားကို ထုံနှုတ်ပြီးတော့ပြောလိုက်ပြန်ပါတယ်။ကြီးမွန်းနာတပြည်လုံးကြော်ကြတဲ့အောင်ပွဲကြီးမို့လို့တဲ့ဘိုးစုဟာဆက်ပြီးမမေးတတ်တော့လို့ငြိမ်သွားပါတယ်။ပြီးတော့ဘာကြီးဖြစ်သေးလဲဘိုက်ငတူးကမေကုံထုတ်လိုက်ပြန်တယ်။ တို့တွေလွတ်လပ်ရေးဆိုတာကိုရတယ်လို့ပြောကြတာပဲငတူးရဲ့လွတ်လပ်ရေးဆိုတာဘာလဲဟင်ဗျငါလေးတိတိချာချာမပြောတတ်ဘူးကွာဒါမဲ့အင်္ဂလိပ်တွေအောင်ပွဲရလို့ဂျပန်တွေပြေးရတဲ့ဟောဒီခေါင်းကောဂျပန်ခေါင်းကောလာမှမတိပဲငတူးဟာသူ့ဘလက်ထဲကခေါင်းကောကြီးကိုယူပြီးတော့တိတိချာချာကြည့်လိုက်ပါတယ်သွားအချို့ရှိသေးတယ် သွားအချို့ရှိသေးတဲ့ခေါင်းခေါင်ဟာဆက်ဖြည်းဖြည်းလှုပ်ပြီးတော့ငတူးကိုတယောနေသလိုထင်ရပါတယ်။ဟမ္မာကြည့်ပေါ့။တီးတာတော့ဒီခေါင်းကရည်နေသေးတယ်။ဂျပန်မဟုတ်ဘူးထင်နေ။အင်္ဂလိပ်နဲ့တူတယ်။ तू ကအောင်ပွဲရလို့ရည်နေတာထင်ပါရဲ့။ဘာကြီးသူဟာငတူးပြောပုံကို ကြည့်ပြီးတော့ပြုံးလိုက်ပါတယ်။နောက်အပြုံးပြဲသွားတယ်။ပြီးတဲ့အခါမှာညင်းညင်းညူညူကြီးနဲ့ ေးအောင်ပွဲကြီးမှာအင်္ဂလိပ်တွေလည်းသေးတာပဲကွဒါပေမဲ့တို့ဘကိုးတိုင်းကြီးဟာတတိုင်းတပြီလုံးဟိုးဟိုးကြော်တဲ့အောင်ပွဲကြီးပေါ့ကွာဆိုပြီးတော့ပြောလိုက်ပါတယ်ဒီဝိထုလေးကတော့1948ခုနှစ်ကရေးသားခဲ့တဲ့ဝိထုတိုလေးဖြစ်ပါတယ်ဝိထုလေးရဲ့ခေါင်းစဉ်ကတော့အောင်ပွဲဖြစ်ပြီးတော့စာရေးသူကတော့လင်းယုံကြီးဖြစ်ပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်